ဝေလာချေးလို့မချေးမကောင်းချေးမကောင်းဖြစ်နေရင်ဒီနီလန်းလေးကိုတုံကြည့်တယ်ပါတယ် Twitter စုဆောင်းရင်းဝေလေးတွေစုမိပြီးချောင်းလဲလာတဲ့အခါကြုံတွေ့ရတဲ့ပြဿနာတစ်ခုဟာကိုယ်စီဝေလာချေးကြတဲ့ကိစ္စပါအာနာဘင်းဝေချေးလိုက်မိတယ်ပြီးရင်ပေးထားတဲ့ဂရီတိုင်လာမဆက်ကြတော့တောင်းရမှာထပ်ပြီးအာနာနေမိပြန်ရောအာမနာဘာမနာပြန်တောင်းတဲ့အခါမှာလည်းအချင်းချင်းအမုန်းပွားတရားတွေဖြစ်လာတတ်တယ်ကျွေးယူပြုံပြုံတောင်းတော့မုန်းဆိုသလိုပေါ့ ငွေလာချေးကြတဲ့သူတွေထဲမှာဂရီတီဗီတည်တည်ချာချာပြန်ဆက်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ကိုဟာတွုံးမြူပဲစေရနာနဲ့ချေးလိုက်တယ်ဆိုပါတော့မိษွေ9ယောက်ကိုတယောက်ကငွေတသိန်းစီချေးပေးလိုက်တယ်။၄ယောက်ကဂရီတီရဲ့ပြန်ဆက်တယ်။တယောက်ကဂရီမတီလို့ငွေဆုံးတယ်။ဒါဆိုရင်ငွေတသိန်းဆုံးပြီ။စိတ်ဆိုးလို့မခေါ်မပြောပြန်ရင်လည်းမိษွေတယောက်ဆုံးပြီပေါ့။ဂရီတီလာပါရဲ့ဆိုတဲ့မိษွေရေတောင်တကယ်ကြက်တဲလာတဲ့အခါမှာဂရီပြတ်တက်ကြပါလေ။ ငွေထေးပေးတဲ့အခါငွေဝရောမိတ်ဆွေရောစုံချုံတတ်တယ်ဆိုတာကိုသတိထားဖို့လိုပါတယ်။ဒါကြောင့်ငွေလာသေးတဲ့အခါမှာညင်မုံညင်နီလေးတွေကိုဒီနေ့မှာပြောပြပေးရသည်။နံပါတ်၁ငွေထေးပေးလိုက်မိတာပြန်မရပဲစုံနာရီများလို့ငွေထေးပေးတာတွေလုံးဝမလုပ်တော့တဲ့အကြောင်းပြောပါ။ဒါကြောင့်အခုနောက်ပိုင်းဘဲသူလာချေးချင်းညင်လွန်နေတယ်လို့ပြောပါ။ငွေစုံနာများလုံးလို့မိပါဇန်ဒီဒါမှမဟုတ်ခင်မောကငွေထပ်မချေးဖို့တားမြစ်ထားရလို့ပြောရင်လည်းရပါတယ်။ နံပါတ်2ငွေတွေလုပ်ငန်းနဲ့မြုပ်နေလို့လက်ထဲမှာငွေမရှိကြောင်းကိုပြောပြီးညင်းရင်လည်းရပါတယ်။ဒါမှမဟုတ်ကိုယ်တိုင်ကြုံတွေ့နေရတဲ့ငွေရေးကြေးပြဿနာရဲ့အကြောင်းငိုချင်းချပြီးညင်းလို့လည်းရပါသေးတယ်။နံပါတ်3မိမိရငွေမကင်ရတဲ့အကြောင်းသုံးဖို့ဆွဲဖို့ငွေနည်းနည်းလေးပဲလက်ထဲမှာရှိတဲ့အကြောင်းငွေကိုမိဘဇနီးဒါမှမဟုတ်ခင်မွန်းအသာကင်ကြောင်းကိုပြောပြီးညင်းလို့ရပါတယ်။ ။နံပါတ်၄ငွေလာချေးတဲ့သူဟာအရင်ကချေးထားဖို့ပြီးပြန်မဆက်ဖို့တဲ့သူဆိုရင်ငင်းရတာပိုပြီးလွယ်ပါတယ်။ပထမဆုံးအရင်အကျွေးတွေပြန်ဆက်ဖို့ပြောပါ။အကျွေးဟောင်းတွေမချေမချင်းထပ်မချေနိုင်ဘူးလို့ညင်းလို့နိုင်ပါတယ်။နံပါတ်၅အလိန်ဖော်ပြီးညံ့ပါ။လိန်လေပြီးလာချေးတဲ့သူတွေရှိပါတယ်။ဥပမာ အမေဆေးုံတန်နေရလို့ဆိုပြီးလိန်လေတာမျိုးပါ။ဒါမျိုးဆိုရင်နောက်ကျောင်းဝင်သေးသေးချာချာစုံကမ်းမှုလိုပါတယ်။ သူပြောနေရတဲ့အမှန်နေဟုတ်မဟုတ်တနည်းနည်းနဲ့စုံစမ်းပါအသိမိတ်ဆွေရဲ့မှာဖုန်းနံပါတ်ရှိရဲ့အခါဖုန်းဆက်မေးကြည့်ပါဈေးရုံလိုက်သွားကြည့်ပါဒါဆိုရင်သူလိမ့်နေတာကိုတီးပြီးညင်းလို့ရပြီပေါ့ဒီတော့ငွေမချေးခင်ဘာလို့ငွေချေးတင်တာလဲလို့မေးပါလိမ့်နေတာဟုတ်မဟုတ်အရင်စုံစမ်းကြည့်ပါဒါဝိမဲ့ညင်းလို့မကောင်းတဲ့အခြေအနေလည်းရှိတတ်ပါတယ်ဥပမာကိုယ့်အပေါ်ကျေးဇူးရှိထားမှုသူတွေအမှန်တကယ်ဒုက္ခရောက်နေတဲ့သူတို့ညင်းဖို့တော့ခက်ခဲတတ်ပါတယ် ဒီလိုလူမျိုးတွေအတွက်တော့နင်းနန်းကြီးရှိပါသေးတယ်။ပထမဆုံးနေ့ကတော့ငွေချေးပေးလိုက်မိတာပြန်မရပဲစုံတာတွေများလာလို့အခုနောက်ပိုင်းငွေမချေးတော့ပဲတက်နိုင်သလောက်လေးကူညီမယ်အကြောင်းပြောပါ။သူတောင်းသလောက်ချေးစရာမလိုပဲကိုဘက်ကတက်နိုင်တဲ့ငွေပမာဏတစ်ခုကိုလှူဒန်းကူညီပြီးကုစုယူနိုင်ပါတယ်။ဒုတိယချက်ကတော့ကိုဆုံးရှုံးနိုင်တဲ့ပမာဏတစ်ခုကိုချေးပေးလိုက်ပါ။ပြန်မရလဲစေမင်းကြီးရတဲ့ငွေပမာဏတစ်ခုပေါ့။ ငွေတွေလုပ်ငန်းနဲ့မြုံနေလို့လက်ထဲမှာတလောက်ပဲရှိတဲ့အကြောင်းပြောပြပါဒါမှမဟုတ်ဆော့ဆော့ကပြောပြခဲ့တဲ့အချက်၅ချက်ထဲကတစ်ချက်ချက်ကိုအသုံးချအကြောင်းပြပြီးငွေနှင်းနှဲကိုထုတ်ချပေးလိုက်ပါချိန်တဲ့ငွေနှဲလို့မယူဘူးဆိုရင်လည်းသူ့ရဲ့သဘောပဲပေါ့ဒီလိုဟာဒီငွေကိုပြန်မဆက်နိုင်မချင်းကိုယ်စီကနေနောက်ထပ်ထမချီရဲတော့ဖို့များပါတယ်အရင်ကချိန်ထတာကိုတော့ပြန်မဆက်ပဲမျက်နှာပြောင်တိုက်ပြီးလာထပ်ချီရင်တော့အရင်ကကြွေးဟောင်းတဲ့အကြောင်းကိုအစာဖော်ပြီးညင်းလို့ရပါပြီ။ မိတ်ဆွေပေါင်းတင်နေတာအတိုးနဲ့ငွေကြေးခြင်းတဲ့အခါမှာညင်းရခတ်တက်ပါတယ်။အတိုးလေးရလည်းလိုချင်တာ ਉ ဒီတော့လောဘလေးရပါလာပြီ။လောဘလေးရဲ့နောက်ကိုလိုက်ပြီးမစင်မချင်းငွေချေးလိုက်မိရင်တော့ဆုံးဖို့များတတ်ပါတယ်။ဒါကြောင့်ကိုခက်ခက်ခဲခဲရှာလို့ရထားတဲ့ငွေလေးတွေမဆုံးတင်တာမဆုံးအောင်တည်ထားတဲ့အကြောင်းအရာလေးတွေကိုဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။